ဂျပန်ယင်မောင်းတူဟာဒေါ်လာ9ဒေါ်လာခိုးမိလို့ပြင်ဆင်လာကဒေါ်လာ10000တောင်မရတော့ဘူးလို့ဆိုပါတယ်။လောက်တဲ့29နှစ်ရှိပြီဖြစ်တဲ့ဂျပန်ဘတ်စကားယင်မောင်းတူဟာခီးသက်တဲ့ရင်းစင်းငှားတဲ့မှာဒေါ်လာ9ဒေါ်လာလေးခိုးယူမှုကြောင့်အလုံးမအထောက်ခံရတဲ့အပြင်ဒေါ်လာ10000တောင်တန်ကြီးရှိတဲ့ငင်းစားလာစာခံစားခွင့်ကိုလည်းဆုံးရှုံးခဲ့ပါတယ်။အမည်ဖော်ပြထားခြင်းရှိတဲ့အဆိုပါဘတ်စကားယင်မောင်းဟာ2022က ဂျပန်ယန်တထောင်ဝန်းကျင်သာတန်ဖိုးရှိတဲ့ဒေါ်လာ9ဒေါ်လာခိုးယူခဲ့ကြောင်းပက်စကာလွန်ချုံရဲ့ကင်မရာရုပ်သံမှတ်တမ်းအရဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်သူ့ကိုတိုကျိုကွေးတော်သေပုဆိုင်ဘယူရိုကရင်မောင်းဖြစ်ကထုတ်ပယ်ပါတယ်။ဒီရင်မောင်းဟာရန်စနစ်တန်းအငိမ့်စားခံစားခွင့်လည်းလုံးဝမရတော့ဘူးလို့ဆိုပါတယ်။ဒါအပြင်သူ့ကိုတရားစွဲဆိုသူကအဲ့ဒီပစ်စင်လာဆောင်ငွေကိုပြန်ရလို့ကြောင်းတရားစွဲဆိုခဲ့ပေမဲ့ရှုံးခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဟာပြင်းထန်လို့နဲ့ဆိုပြီးတရားဝန်ကတော့စီရင်ချက်ကိုပြန်လည်ပြင်ဆင်ပေးခဲ့ပါတယ်။ဒါပေမဲ့တရားလွတ်တော်ချုပ်ကမူလပြစ်ဒဏ်အတိုင်းဆက်လက်တည်ပြုပါလိမ့်။ကျိုးလိုမျိုးတော်ကိုနိုင်ပေးတဲ့အပြီးသက်စီရင်ချက်ကိုချမှတ်ခဲ့ပါလိမ့်။ဒီရင်မောင်းရဲ့လောက်ရဟာမကောင်းဘူးလို့ဆိုပါလိမ့်။ဒါဟာဂျပန်လူမျိုးတွေရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေတယ်လို့လူမှုကွန်ရက်မှာဝေဖန်ရေးသားမှုတွေရှိနေပါလိမ့်။ဒါအပြင်ဘတ်စကာစနစ်ပေါ်မှာလူလူရဲ့ယုံကြည်မှုကြာဆင်းစေနိုင်တဲ့အပြင်ဘတ်စကာဝန်ဆောင်မှုဆိုင်ရာ ်လုပ်ငန်းလက်ပတ်မှုကိုထိခိုက်စေလိုကြောင်းတရားရုံးကအစီရင်ချက်ချမှတ်ပါတယ်။မူလဖြစ်စဉ်ကတော့လူ9ဦးပါတဲ့ခီးတဲ့တစုဟာဘတ်စကားပေါ်တက်ခဲ့ပြီးရင်မောင်းကိုရန်1150ပေးခဲ့ကြောင်းဖော်ပြပါတယ်။ အဲ့မှာအသက်58နှစ်အရွယ်ရှိပြီတဲ့ရင်မောင်ဟာခီးတထဲမှာရရှိတဲ့ရန်တထောင်ကိုရင်စီကပေးမဲ့ဆက်ထဲထည့်ရမယ်စာမိမိအိတ်ကထဲကိုထည့်ခဲ့ကြအောင် CCTV ကင်မရာမှတ်တမ်းမှာတွေ့ခဲ့ပါတယ်ဒီခိုးယူမှုကိုကောင်းမတက်စင်တဲ့လွန်ကျွန်းကင်မရာကစင်ချိုတိုမျိုးတော်တေးပို့ဆောင်ပြူရောကဖော်လို့တွေ့ရှိခဲ့ကြအောင် Money E ချစ်တင်းစားကဖော်ပြပါတယ်ကင်မရာမှတစ်ဆင့်လက်ပုလက်ချက်ဖမ်းမိခဲ့ပေမဲ့ဒီရင်မောင်ကသူ့မခိုးကြောင်းဖြောင်းခြင်းမှုကြိုးပမ်းပါတယ် အဲ့ဒီရေမောင်းဟာတာဝန်ထမ်းဆောင်စဉ်ကာလကတည်းကလျှောက်ဖြစ်စဉ်မျိုးကြောင့်အကျဉ်းသတိပေးခံခဲ့ရကြောင်းစီရင်ချက်မှာဖော်ပြခံပါတယ်။တာဝန်ကျင်တွေနဲ့ကာဗွန်မှာခီးသည်တွေမရှိခြင်း e-secret တောက်ခြင်းကြောင့်အကျဉ်းသတိပေးခံရပါတယ်။တရားလွတ်တော်ကျုံရဲ့စီရင်ချက်ကိုကျွတ်လို့မျိုးတော်ကအထောက်ခံပါတယ်။ရေမောင်းနိုင်ဟာတယောက်ထဲလွတ်လွတ်ရပြီးအများပြည်သူပိုင်ငွေတွေကိုကင်တွေရပါတယ်။ဒီနယ်ပယ်မှာယုံကြည်မှုကိုလွဲသုံးစားလုပ်ပြီးခိုးယူခဲ့တာကြောင့်အင်မတန်လေးနက်ထား အရေးယူဆောင်ရွက်ခဲ့တာပါလို့ကျွတ်တို့အများပြည်သူတေပို့ဆောင်ရေးဘီရိုမှတာဝန်ရှိသူကပြောပါတယ်ဒီလိုတင်းတင်းကြပ်ကြပ်အရေးယူဆောင်ရွက်တာကိုလက်မခံဘူးဆိုရင်မိမိတို့ဖွဲ့စည်းဟာပေါ်ရွာလာမှာဖြစ်ပြီးအများပြည်သူရဲ့ယုံကြည်မှုလည်းကျဆင်းသွားလိမ့်မယ်လို့ဆိုပါတယ်